ားလုံးပဲမင်္ဂလာပါအခုဗီဒီယိုက AFC Women Champion League ပြိုင်ပွဲမှာ ISP Women FC ရဲ့တင်အတွက်အတားအဆီးအခက်အခဲဖြစ်လာမယ်ဘောလုံးပြင်ပါတဲ့အကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ် AFC Women Champion League မှာ Japan Club Tokyo Verdy အသင်းက Ancient ISP ရဲ့အသင်းအတော်အခက်အခဲဆုံးပြိုင်ဘက်ဖြစ်လာနိုင်ပြီးတော့ဂိုးပြတ်မရှုံးအောင်အတော်လေးရုန်းကန်ရမယ့်အနေအထားရှိပါတယ်။ Japan မြို့သမီးဘောလုံးလောကမှာ Tokyo Verdy အသင်းကအောင်မြင်ဆုံးအသင်းဖြစ်သလို2019အမျိုးသမီးအာရှ Champion League Super League ကိုဆက်ကူးနိုင်ခဲ့တဲ့ Champion ဟောင်းအသင်းတစ်သင်းဖြစ်ပါတယ်။ Tokyo Verdy ရဲ့တမိုင်းကြောင်းနဲ့လက်ရှိအခြေအနေကိုသုံးသပ်ကြည့်ရမယ်ဆိုရင် တိုဂျိုဗာဒီအသင်းကဂျပန်မြို့သမီးလီကိုသိမ်းပိုက်ထားတဲ့အသင်းလို့ဆိုနိုင်ပြီးတော့အမှတ်ပေးချန်ပီယံ18ကြိမ်နဲ့ဂျပန်အင်ပါယာဖလာချန်ပီယံ15ကြိမ်အထိရရှိထားပါတယ်။2024-25ဘောလုံးရာသီမှာလီရဲ့ချန်ပီယံဖြစ်ခဲ့ပြီးတော့အာရှမြို့သမီးချန်ပီယံလီပြိုင်ပွဲကိုတိုက်ရိုက်ဝင်ရရှိထားတဲ့အသင်းဖြစ်ပါတယ်။ ဒီနေ့ဂျပန်ဝူမန်လိပြိုင်ပွဲမှာတိုချိုဖာဒီတင်က12ပွဲကစားပြီးချိန်မှာ9ပွဲနိုင်2ပွဲသေရ3ပွဲရှုံးရလက်နဲ့တတိယနေရာမှာရပ်တည်နေပါတယ်။နောက်ဆုံးကစားထားခဲ့တဲ့2ပွဲဆက်တိုက်9ပွဲလည်းပျောက်ဆုံးနေပါတယ်။အာရှချန်ပီယံလိအမျိုးသမီးပြိုင်ပွဲကိုတော့တိုချိုဖာဒီတင်ကအားထည့်ထားပြီးတော့ဂျပန်အမျိုးသမီးဘုံလောကအတွက်ဂုဏ်ယူဆရာအောင်မြင်မှုတွေရယူပေးနိုင်ဖို့ကြိုးပမ်းမယ်ဆိုပြီးတော့နူဒီပြမဆူတာက ပြောထားပါတယ်ဂျပန်မြို့သမီးလီ WE လီကအာရှရဲ့အောင်မြင်တဲ့လီတွေကတခုဖြစ်တာကြောင့်တိုချိုဗာရီရဲ့ခြေစမ်းကကမ္ဘာအဆင့်ဖြစ်နေမယ်ဆိုတာအငင်းပွားစရာမရှိပါဘူးတိုချိုဗာရီအသင်းကဂျပန်ပြည်တွင်းကစားသမားတွေနဲ့ပဲအဓိကထားတိစောက်ထားပြီးတော့နိုင်ငံခြားသားကစားသမားအဖြစ်စင်ကာပူလေးစင်တိုက်စစ်မှုဒန်နီလာတန်တက်ဦးရဲ့ရှိပါတယ်ဒလီလာတန်ရဲ့ခြေစမ်းကတော့လက်ရှိမှာအားထားရတဲ့အနေအထားမျိုးမရှိသေးဘဲနဲ့ပွဲထွက်ခွင့်ရလဲအရင်နေနေပါသေးတယ် ယူဆူဟိုရှီအိုကိုရှိကဒီနေ့မှာဥရာဝဲအသင်းကနေပြီးတော့တိုဂျိုဖာဒီအသင်းကိုပြောင်းရွှေ့လာတဲ့ဂျပန်လေးစဉ်တိုက်စစ်မှုတစ်ခုဖြစ်ပါတယ်။ဒီဟာဒီအသင်းအတွက်၁၂ပွဲကစားပြီးချိန်9ဂိုးအထိသွင်းယူထားနိုင်တဲ့သူမလို့ ISPU MFC အသင်းအတွက်အိမ်မဆိုးတွေဖန်တီးလာနိုင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ယူဆူကီယာမာမိုတိုကလည်းဂျပန်လူရင်းစင်တိုက်ဆိုင်မှုတဦးပဲဖြစ်ပါတယ်။ရှီအိုကိုရှီရဲ့တွင်ကိုအများစုကိုယာမာမိုတိုကဖန်တီးပေးနေတာဖြစ်လို့အတွဲညီတဲ့တိုက်ဆက်တွေလို့ဆိုရမှာဖြစ်ပါတယ်။ဒီရာသီကိုဖန်တီးမှု၅ချိန်ကိုပြုတ်လုထားနိုင်ပါတယ်။တိုချိုဗာရီတင်ကအမျိုးသမီးအကယ်ဒမီလည်းရှိရာအကြောင်းကစားသမားကောင်းတွေကိုဆက်ဆက်မပြတ်ဝေထုတ်ပေးနိုင်တဲ့အသင်းတစ်သင်းဖြစ်ပါတယ်။အသင်းရဲ့ကစားဟန်ကိုလည်း Academy မှာကတဲ့ကကစားသမားတွေကိုတင်ကြားတိစောက်ပေးထားပါဗျ။ အသင်းရဲ့ကစားဟန်ကကစားကွက်ကိုအခြေမခံမဲနဲ့ဘောလုံးပိုင်ဆိုင်မှုဘောလုံးရချိန်နဲ့ဘောလုံးဆုံးရှုံးချိန်မှာနေရာယူပုံစီလုံးညီညွတ်တဲ့ pressing စတာတွေကဂျပန်ဝူမန်လီမှာနာမည်ကျော်တဲ့ဒိုဂျိုဗာရီရဲ့ကစားဟန်နေပဲဖြစ်ပါတယ်။တွင်းကိုလိုအပ်နေချိန်မှာဒါရိုက်ဖုတ်ဘောနဲ့ခနာကိုအသားပေးတွန်းတွန်းတိုက်တိုက်ကစားတာမျိုးကိုလည်းကျွမ်းကျွမ်းကျင်ကျင်ကစားနိုင်ပါတယ်။ပြည်တွင်းလီမှာ442ကစားကွက်ကိုအသုံးပြပြီးတော့နိုင်ငံတကာပွဲတွေမှာတော့433ပုံမှန်ကစားတက်ပါတယ် ၄ရောက်တန်းခန်းစစ်ကိုပုံမှန်သုံးပြီးတော့တံပြန်တိုက်ဆက်သွားချိန်မှာကွင်းလယ်နဲ့တောင်ပန်းချိတ်ဆက်မှုကအရင်လင်မြန်ပါတယ်။ကွင်းတဝက်လောက်အထိပရစင်လုံးနိုင်ဆိုင်ရှိပြီးတော့ကစားအကြတာနဲ့လူစားလက်တရာကစားသမားကောင်းတွေအသင့်ရှိနေပါတယ်။တိုချိုဗာဒီရဲ့အာရှချန်ပီယံလီပြင်ပကဆီမီဖိုင်နယ်အဆင့်ကိုရောက်ရှိဖို့ပါ။လက်ရှိအုပ်စုမှာအသင်းနိုင်ကိုအနိုင်ကစားဖို့ပြင်မှတ်ထားပြင်ဆင်ထားပါတယ်။ ISP Women FC အသင်းအတွက်တော့တိုချိုဗာဒီအသင်းကအခက်အခဲဆုံးပြိုင်ဘက်ဖြစ်လာနိုင်ပြီးတော့ကမ္ဘာအဆင့်အသင်းသတင်းဖြစ်တာကြောင့် ကိုအလွန်ကြုံမပြတ်ဖို့ပဲအဓိကထားပြင်ဆင်ကစားရမှာဖြစ်ပါတယ်။ ISB ရဲ့ဒီပြအဖွဲ့အနေနဲ့အမျိုးသမီးအာရှချန်ပီယံလီဂ်ကွာတာဖိုင်နယ်တက်ရောက်နိုင်ဖို့အတွက်အုပ်စုတွင်းမှာအနိုင်ကစားဖို့အသင်းတစ်သင်းကိုပြင်မှတ်ထားပြင်ဆင်နေပါတယ်။အဲ့ဒီအသင်းကတော့ကိုရီးယားအမျိုးသမီးကလပ်စူဝမ် FC အသင်းပဲဖြစ်ပါတယ်။ ဆူဝမ်မြို့သမီးတင်ကတော့ကိုရီးယားမြို့သမီး professionally WK League မှာရလက်ဆိုးဝနေပြီးတော့ရုန်းကန်နေရပါတယ်28ပွဲကစားပြီးချိန်မှာ9ပွဲ9ပွဲပဲရရှိထားပြီးတော့6ပွဲတည်း14ပွဲအထိရှုံးနေထားပါတယ်အသင်း၈သင်းပါဝင်တဲ့ WK League မှာအဆင့်9နေရာကိုရောက်ရှိနေပါတယ် သွင်းကိုကလည်း28ပွဲမှာ28ကိုပဲသွင်းထားနိုင်ပြီးတော့ပေကိုကတော့45ကိုအထိရှိနေပါတယ်ဒီအချက်တွေကိုကြည့်မယ်ဆိုရင်စူဝမ် FC အသင်းရဲ့အနေထားကတိုက်စစ်ရောခန့်စစ်ပါအတော်လေးဆိုးရွားနေတာကိုမြင်တွေ့ရပါမယ်ဒါပေမဲ့လည်းတစ်ချက်သတိထားမှာကဒီနှစ်ကိုရီးယားမျိုးသမီးလီမာကအသင်းတွေကအတော်လေးပြင်ဆင်လာပြီးတော့ပြည်တွင်းပြည်ပစပွန်ဆာတွေနဲ့ဘန်နာကြီးတောင်းတင်းလာပြီးတော့ပြင်ဆင်မှုတွေလုပ်ထားကြတယ်ဆိုပြီးတော့သိရပါတယ် ။စူဝမ်အသင်းဒီပြကတော့ဒီအချိန်လေးကအာရှချန်ပီယံလီမှာခြေစမ်းပြနိုင်ဖို့လုံလောက်တဲ့အနေအထားမဟုတ်ပေမယ့်အာရှချန်ပီယံလီကသူတို့အသင်းအတွက်အဆန်းသက်ခံရမယ့်စောင့်မေးပွဲလိုပဲလို့ပြောကြားထားပါတယ်။2024ဘောလုံးရာသီမှာရလက်ကောင်းခဲ့တဲ့အကျိုးဆက်ကြောင့်စူဝမ် FC အသင်းကဒီနှစ်အမျိုးသမီးအာရှချန်ပီယံလီဂ်ဝင်ခွင့်ရရှိခဲ့ပါတယ်။ကိုရီးယားဝူမန်လီမှာရလက်ဆိုးဝါးနေပေမဲ့အာရှအမျိုးသမီးချန်ပီယံလီဂ်ကိုတော့ကွဲပြားတဲ့အရာတွေတည်ဆောင်လာမယ်ဆိုပြီးတော့နီးပြားကပြောထားပါတယ်။ ကိုရီးယားမြေသမီးကလပ်အသင်းတင်းနေတဲ့တမိုင်းသစ်ရေးထိုးဖို့လဲစူဝမ် FC အသင်းကတာဝန်ရှိသူတွေကမျှော်လင့်ထားပါတယ်။စောင့်ကြည့်ရမယ့်ကစားသမားကတော့ချိုဆိုဟွန်ကစူဝမ်အသင်းကောင်းဆောင်ဖြစ်တယ်လို့အာရှမြေသမီးဘောလုံးလောကမှာလူသိများထင်ရှားတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။အသက်38နှစ်ရှိနေပြီဆိုပေမဲ့ပရီးမီးယားလီးဂ်ကလပ်တွေဖြစ်တဲ့ဝါဟန်ယူနိုက်တက်တော်တယန်ဟော့စပါဘာမင်ဂမ်စီးတီးအသင်းတွေမှာကစားခဲ့မှုတွေဝါရင်ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဘရာဇီး U20 တိုက်စစ်မှုကောင်စူဝမ်အသင်းရဲ့ကျောင်းနံပါတ်30မီလီနင်ဟာကတော့အမျိုးသမီးအာရှချန်ပီယံလီမှာထွန်းတောက်လာမဲ့ကျယ်ပွင့်ကစားသမားတအုပ်ဖြစ်တဲ့ဆိုပြီးတော့ရေပန်းစားနေပါတယ်။ဒီရသည်စူဝမ် FC အသင်းအတွက်တွင်ကို3ကိုတွင်ယူပေးထားနိုင်ပါတယ်။စူဝမ် FC အသင်းအသုံးပြုတဲ့ကစားဝက်က4231ဖြစ်ပြီးတော့ဘောလုံးပိုင်ဆိုင်မှုအဓိကထားပြီးတော့တံပြန်တိုက်စစ်ကိုလင်းမြန်တဲ့တောင်ပန်တွေကနေအပြုတ်ကစားတပါတယ်။ ဒါပေမဲ့ကြီးမားတဲ့အာဏာချက်ကခန်းစစ်ပိုင်းကအာယုံစူးစိုက်မှုအားနဲ့တက်ပြီးတော့ကွင်းလယ်နဲ့ခန်းစစ်ကြမှာကွက်လက်တွေမကြာခဏပေါ်တက်ပါတယ်။ကိုရီးယားဝူမန်လီမှာပြန်ဖက်အသင်းတွေကဒီအာဏာချက်ကိုအသုံးချပြီးတော့ Suwon FC အသင်းကိုထိုးနှက်လိရှိပါတယ်။ Suwon FC အသင်းကဒီနေ့အာရှအမျိုးသမီးချန်ပီယံလိပြိုင်ပွဲမှာမျောလင့်ချက်ကြီးကြီးမားမားမထားဘဲနဲ့အနာဂတ်မှာပုံမှုအောင်မြင်ဖို့အတွက်ဘန်နာရေးတောင်းတင်ဖို့ကိုပုံမှုအာယုံစိုက်လှုပ်ဆောင်နေပါတယ်။ ဲ့ဒီချက်က ISV Woman FC အသင်းအတွက်အားသာချက်ဖြစ်နိုင်ပြီးတော့နိုင်လူစိတ်အပြည့်နဲ့တုံ့ပြန်မယ်ဆိုရင်အခွင့်အရေးရလာနိုင်ပါတယ်။ ISV Woman FC မှာကွင်းလေကဖြူဖြူဝင်းတို့ထတ်တဝေတို့ရဲ့အတက်အစင်းလှုပ်ကစားနိုင်သလိုဖြူဖြူဝင်းရဲ့ကျွမ်းကျင်တဲ့ long pass ပေးဖို့မှုတွေကနေတစ်စင်းစမ်းတော်တော်ရဲ့တိုးအားတွေကနေစူဝမ်ရဲ့အားနည်းတဲ့ခံစည်းကွက်လက်ကိုတိုးကစားနိုင်မယ်ဆိုရင်အခွင့်အရေးရလာနိုင်ပါတယ်။ အာရှ NRG ကလပ်တွေပါဝင်တဲ့အုပ်စုမှာ Suwan FC ကိုသာကြိုတင်မျှော်လင့်ထားသလိုအနိုင်ရရှိခဲ့မယ်ဆိုရင် ISB Women FC အသင်းအနေနဲ့ Quarter Final တက်ရောက်နိုင်ဖို့မျှော်လင့်ချက်တွေရှင်းသက်လာနိုင်မှာလည်းဖြစ်ပါတယ်။ဘောလုံးအခါသတင်းဆက်မှုတွေကိုကြည့်နေတဲ့ဆိုရင် Subscribe Like and Comment တွေပြုလုပ်တော့ပေးခဲ့ကြပါအခုလိုနောက်ထပ်ဘောလုံးအခါသတင်းဆက်မှုတွေမှာပြန်နေဆုံးလေ့ကြပါမယ်။အားလုံးကျေးဇူးများတင်ပါတယ်။